အရက်တောက်မှာတော့ဗျာအရက်ကြိုက်လို့တောက်တာပေါ့ဘာလို့ဆော်တာရောမှာတော့ဘာလို့ချူရောမှာတော့ရေရောတာတော်တော်များနေတကယ်လည်းအရက်ကောင်းတာသူကလုံးဝနှီးတောက်လို့ရတယ်ကျွန်တော်ကအဆိုင်ထိမှာဆိုလို့ဒါကျွန်တော်ကဖြော်ရည်နဲ့တောက်ရေရင်ရောတောက်တာပေါ့နော်တကယ်လည်းမော်လကျွတ်မတူဘူးလေဂျင်းနဲ့ဟိုကနေရောမှာမျောတာရက်နဲ့ရတကယ်လည်းအရက်ဆက်ဆိုတာဒဲချခွက်ခုတ်ပြီးရောပြကျွန်တော်ကကျွန်တော်ပြဿနာပါလေရေခဲမပါမတောက်တော့ပြအဲ့လိုဒဲတောက်ရင်ကျွန်တော်ကအဲ့လိုအဆိုင်ဦးလမ်းကြောင်းတော့သူက စားရည်မျိုးကင်ဆာဖြစ်တာအဲကြောင့်မို့ရေခဲလေးနဲ့သူဆိုရာလေးနဲ့ရောတာပေါ့နော်ဆိုရာတောက်ကျက်ဆိုရာအဆင်ပြေပါကျွန်တော်ကြမကြိုက်ဘူးဆိုရာထက်လိုက်ရက်ရတာယော့သွားလို့ပေါ့နော်ရက်ကိုအရသာခံတောက်တာကျွန်တော်ကကြိုက်တာကြိုက်လို့တောက်တာအဲအဲ့တော့ပြောချင်တဲ့အိဗေကအင်းဖြော်ရင်တော့လုံးဝမတောက်တဲ့ဖြော်ရင်လည်းလုံးဝမတောက်တဲ့ပူဆိုးတော့မှာပေါ့နော်ဘလန်ဒက်တွေကပူဆိုးတယ် จอนี่ดิอ่ะตัวอ่ะนโกเนี่ยกลูโคปาร์มาเราก็มาเผาะอีเนี่ยย่อตาไอ้ของซี้อยู่เพิ่นซ่าได้มีเนี่ยแหละไอ้เหล่าမျိုးลงอ่ะคาร์โบไฮเดรตดิกะซีดัดดิส่วนตั้วบิอซีดิส่วนตั้วบิปะเนาะไอ้เหล่าမျိုးဆိုတော့အဲ့တော့ no 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 ကျွန်တော်ကိုပြောရင်ကျွန်တော်လာပြောရင်ရက်တော့ရင်တော့ကယ်လိုရီများတယ်ဆိုတာမဟုတ်မဟုတ်တောက်တယ်ကျွန်တော်နားလည်းမသိဘူး80 80လေးသိဘူးတက်ကိုကျမ်းမာနေရပါရက်တော့လို့သိတယ်ဆိုဂျပန်နေရီလိုက်မယ်เนาะအမောက်တောက်တာ ဂျပန်မှာရောက်နေတဲ့ဒီမှာเนาะအလုပ်လုပ်နေဗမာတွေအများကြီးပဲဂျပန်နေအရက်ဘလို့တောက်လဲအသေးအောင်တောက်တာမှောက်အောင်တောက်တာသေလို့လားအဲ့လိုပြောချင်းဆိုရတို့ဒုံးစိုက်အောင်တောက်တာသူကအရင် stress များတယ်လေအရက်တောက်လို့တည်တာမဟုတ်ဘူးသူတို့ကအဲ့လို suicide လုပ်လို့တည်တာများတယ်ဂျပန်မှာ suicide ရောတော့သူက suicide လုပ်တယ်ဆိုတာကိုယ့်ကိုတတ်သေးတာပေါ့နော်ဒီဒီဒီတော့နေရောယထားလိုင်းနေလာရင်ယထားလိုင်းကိုခုံချတာဒုံးကိုတတ်သေးတာအဲ့လိုမျိုးသေးတယ်ဆိုရင် तू ကဂျပန်မှာအိတ်သေးတဲ့လူက မိသားစုကတရားစွဲတာအဲ့ချို့လိုက်နေရတက်သေးတာများလို့ဒီခေါက်ကျွန်တော်ဂျပန်သွားတဲ့ခါကျကျွန်တော်ဂျပန်၃ခေါက်ရောက်ပူတယ်ပေါ့နော်တော်တော်ရက်ကြက်ကြက်မြတ်ရောက်မြို့တော်တော်များရောက်ပူတယ်ပေါ့အဲ့ဘာဖြစ်လဲဆိုတော့အဲ့မှာသူကဂျပန်နဲ့အရန်တီးကြတယ်ယထားစိုက်ချိန်ဆိုလုံးဝ10မိနစ်မပြောနဲ့စက္ကန့်တော့သိမ့်မလွဲဘူးစက္ကန့်လုံးလုံးကျုံတော့10စက္ကန့်နဲ့စက္ကန့်ဆိုဘုန်းသူရောက်ချလာယထားတွေကအဲ့ငယ်မရောက်မရောက်မရောက်ဘာဖြစ်တာလဲဆိုတော့သူကကြင်ညာတယ်အပေါ်လိုချိုက်လုပ်တယ်ပေါ့နော်ဆူဆိုင်လုပ်ထားလို့ဒီမှာတော့လုံးဝသူတို့ရှင်းလင်းနေရတဲ့ဘာညာပေါ့နော်အဲ့လိုပြောတာပေါ့ အဲ့တော့ဘယ်ရောက်သွားလဲမသိဘူးဂျပန်ရောက်ရောက်သွားပြီအဲ့တော့ဂျပန်ကအရက်တောက်လို့ဆိုဂျိုးရှိတယ်ဆိုရင်လာခဲ့လာခဲ့ challenge လို့ပြောလို့ရတယ်ဂျပန်သွားကြည့်လိုက်ဂျပန်ရောက်ဘူးလားလို့ဒါပေမဲ့ယာသရုနဲ့တော့ဆိုင်ရနော်မန္တလေးလို့အပူအပူမျိုးမှာတော့ brand ဤတယ် brand တောက်တော့လက်မှာ brand တော့မချပါနဲ့နော်ဟိုပြရာတော့ပဲကောင်းပါတယ်ကျွန်တော်ကစင်ကာပူပဲချလို့ စင်ကဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးဝမ်းအောင်ချက်နေလို့ကောင်းကျွန်တော်ယောက်ကမူးနေလို့လားကျွန်တော်၈ခွက်9ခွက်ချရတယ်อืมတပိုင်းကြော်သွားပြီပေါ့နော်ဘာဖြစ်လို့ဘာမှဖြစ်ဘူးလေအရင်ကောင်းရင်ဘာမှဖြစ်ဘူးอืมဒါမဲ့ကျွန်တော်အမြင်နဲ့မတော့ပါဘူးတပတ်9ရက်ပေါ့အဲ့လိုပဲတော့တာပါဘာဖြစ်ပါဘူးတမဲမဲ့လည်းခီးထွက်မှာဆိုတော့လေဘာမှလည်းဟိုအရက်ကြောင့်ကိုကအရက်ကိုဟိုကောင်းတာရွေးတောင်းပြဿနာမရှိဘူးလေနော် ါဒါကိုပြောချင်တာပါ single mode ပဲခြားသမ်းပါ single mode ကဆိုကော single mode အကောင်းဆုံးပဲ